အားလုံးမင်္ဂလာပါရေဝရှန်လေးမှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အောက်တိုဘာ28ရက်နေ့ဒီနေ့မှာဒါရော်ဒီမှာပုတ်ပွနေတဲ့အချမ်းဖက်စစ်ခွေးတက်ကကောင်းတဲ့အကြောင်းကိုပြပြပေးချင်ပါတယ် priority ဆိုတော့ကျွန်တော်ရဲ့ရခိုင်သူရခိုင်သားတွေပို့ပြီးတော့တည်မှာပါကျွန်တော်ပြောမယ့်သတင်းစကားထက်ကျွန်တော်ရဲ့ Telegram မှာဖော်ပြထားတဲ့ရုပ်သံမှတ်တမ်း video ကို အတူရှင်တွဲပြီးတော့တတ်ကြည့်မယ်ဆိုရင်ပို့ပြီးတော့ပြည့်စုံပါလိုက်မယ်။ဟုတ်ပြီ။ကြောက်ဖြူကိုအညာပစိခွတ်တက်ကစစ်ခုပြီးပြပို့ထားတယ်။ကြီးရေလီအခုကြောက်ဖြူမျိုးတွင်းနေသည့်အခါတတ်တော်ကရှော့လိုက်ဒုံးတွေနဲ့ဒါစကတ်လုံးနဲ့အကုန်ပစ်ချနေတဲ့အခင်းအကျင်းပဲဘလူတွေတော့ဖြစ်နေပြီလေဆိုတဲ့အကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်ပါတယ် တရညာဦးကချင်းပြည်နယ်ကိုလည်းပဲလှဲ့ခြင်းတယ်ချင်းရဲ့မြို့သုံးမြို့ကိုသူတို့ပြန်သိမ်းခြင်းနေတယ်မင်းအောင်လှိုင်တဲ့အကြံဖတ်အုပ်စုကဘလောက်တော့ရရှိမလဲဆိုတော့ကြည့်ရမှာဖြစ်တယ်ဗျာရေကောက်ပွဲမှာထည့်သိမ်းထားတဲ့မြို့သုံးမြို့ကလည်းချင်းပြည်နယ်အတွင်းထဲမှာပါနေတာဟုတ်ဗျာအဲ့တော့ကတုတ်ကိုလေသူတို့ကတော့အသိမ်းပြခြင်းတဲ့ပုံစံမျိုးအတွက်အရှိမလက်ရှိပါစနဲ့ အကြိမ်ဖက်စစ်ခွေးအောက်ကကောင်နေထောင်နဲ့ချီပြီးတော့တေဆုပ်နေတယ်ဆိုတော့အကြောင်းနေစစ်ကြောင်းလိုက်ပျောက်ကွယ်နေတဲ့အကြောင်းနေကြားရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ရှုဖို့ကျွန်တော်ရမိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဘဂဝါတူကပြောပါတယ်ကြောက်ဖြူသိမ့်နေတာကြောက်ဖြူသိမ့်တာပဲကြားကျင်တယ်ကျွန်တော်ဘာမှမကြားကျင်ဘူးလေအာဘုရားထုံးနေနိုင် မကြုတ်ရဲ့လူတွေကလည်းမကြုတ်လူပဲနော်ကျွန်တော်ဘာမှကြားချင်းဘူးလေကြောက်ခုသိမ်းတာပဲကြားချင်းတာလေကျွန်တော်တို့ဘာပြောလို့ပြောရမှန်းမသိဘူးဟုတ်ကဲ့ပါကျွန်တော်တို့ကလည်းရခိုင်တရခိုင်သားတွေယုံကြည်မှုအတိုင်းထက်တူရှိပါတယ်ဒီကြောင့်ပေါ့သိမ်းကြမှာဆိုတာလေကျွန်တော်တို့သိရှိပြီးပါပြီဟုတ်ပြီဒါရီမပတ်ပတ်နေတဲ့အကြောင်းမိစ္ဆာခွေးတပတ်ရဲ့ရုပ်တံမှတ်တမ်းကိုတော့ ကျွန်တော် Telegram မှာတက်ကြည့်ပေးပါ Telegram link ကိုလည်းပဲအခုဗီဒီယိုမှာလည်းကျွန်တော်တို့ကျွန်တော်ထုတ်ပြထားတယ်အဲကျွန်တော်ရဲ့အဲကျွန်တော် YouTube ပေါ့နော် YouTube ရဲ့ profile မှာလည်းပေါ်ပြထားတာရှိပါတယ်ကျွန်တော်မိသားစုဝင်တွေတော့ကြည့်ပြီးပြီလို့ထင်တယ်ဗျတကယ်အားရစရာကြီးနော်စောင်းကြီးရမှာဝင်ကြုံတော့အာအကတက်တော့ AR သတင်းထုတ်ပြန်တာနဲတယ်ဗျအရန်ခြေတန်လုံးနဲ့ပြီးတော့စေရေးတတိအရန်ကြီးတယ်ဆိုတော့ဘယ်နေရာမှာဘာလို့သွားလဲဆိုတာကိုအနောက်က မှတ်တမ်းလိုက်တင်နေတဲ့သူတွေလုံးဝနောက်ောက်ကြဆိုတော့သူတို့ရဲ့ဒါတပွဲဝင်တွေရဲဘော်တွေဖော်ပြတဲ့မှတ်တမ်းတွေတော့ပဲကျွန်တော်တို့ပြန်ကြည့်ရတာဟုတ်ပြီကျောက်ပူတိုက်ပွဲမှာဂျမ်ဖက်စစ်ခွေးတက်ကအကောင်နေတကယ်ကိုပုံစံပြတ်နေတယ်လို့ကျွန်တော်တို့အတွင်းသတင်းတွေမှာကြားသိထားရတယ်တိုက်ပွဲကလည်းအလွန်ပြင်းထန်လာတယ်ပြီးခဲ့တဲ့တနေ့လောက်ကပေါ့နော်လွန်ခဲ့သော2ရက်လောက်ကကျွန်တော်မိသားစုဝင်တွေကျွန်တော်သတင်းဖော်ပြရင်းနဲ့ပြောခဲ့တာရှိတယ် ကြောက်ဖြူမှာရှိတဲ့ကြံဖက်ဆက်ခွေးထိုင်ချထားတဲ့နေရာတွေကိုအဘက်ဘက်တော့အေးအေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်နေ short line drone နဲ့ပစ်ချပလိုက်တယ် short short line drone နဲ့ပစ်ချမှုအတွင်းထဲမှာဘလောက်တောင်ပုတ်ပနေလဲဘလောက်တော့ဘလူးနောင်တိတ်သွားလဲဆိုရင်ဒီလိုမှာပဲတတ်ကြည့်နောက်ကအေးအေးကိုဘလောက်တောင်ကြောက်နေလဲဆိုရင်အေးဘက်ကပြစ်ပြီဆိုတာနဲ့ထိပြီးသူတို့သိတယ်အလုံးကြီးနဲ့ကိုသိတာ ျွန်တော်မိသားစုတွေတွေ့မှာပါဒါကြောင့်ကျွန်တော်တင်ပြထားတဲ့ဗီဒီယိုနဲ့တွဲပြီးတော့ဒီသတင်းလေးကိုနားထောင်အောင်ပါ YouTube မှာကျတော့ချုပ်ဗီဒီယိုတွေကတင်ပြလို့မရတာကျွန်တော်မိသားစုနားလည်ခွင့်လွှတ်ပေးပါထိတယ်ပြီးတယ်တို့လောင်းလို့တို့မကောက်နိုင်ဘူးအလောင်းမပြောနဲ့လက်နဲ့ပူတော့မှတို့လုံးဝမကောက်နိုင်ကျွန်တော်တို့ရတာအများကြီးပဲအကောင်တော့နေတာပေါ့ဗျာဒီပြကမှုကအရန်ကိုတိကျလုံးတော့လူလည်းတစားတည်ပဲစုတ်ပြတ်တတ် လက်နဲ့တွေလည်းအကျိုးလက်နဲ့တွေဆိုလည်းအလိုပဲပြုတ်ပြတ်ထွက်ကုန်သစ္စာတရားလို့ပြောမလားတမန်တရားလို့ပြောမလားကျွန်တော်မိဘပြည်သူတွေရဲ့ပို့ထားတဲ့မြစ်တာတွေဟာအာနာယူဖက်စစ်မိစ္ဆာကောင်တွေစီကိုပြစ်လို့လိုက်တဲ့ကြီးထိတ်ပူးမှာအရာအလုံးကပြည့်စုံ ဆိုတော့ဓာတ်ကြီးထိတယ်ဓာတ်ကြီးကြတယ်ဓာတ်ကြီးကွဲတယ်ဓာတ်ကြီးပြဲလုံတာကျွန်တော်ရမိသားစုအာရှမ်းလေးနဲ့မင်းသတင်းဖောက်ပြတာလေသတင်းတင်ပြတာလည်းမတူဘူးဟုတ်ပါတယ်ကျွန်တော်ကပြောမိသားပါကျွန်တော်ကလူငယ်လူရဲ့လွတ်ကာဖြစ်တယ်ဗျာအားရဖို့တကယ်ကောင်းတယ်လက်ရှိအချိန်မှာအကြောင်းဘက်စခွင့်တက်ကနေပြီးတော့ဒီစစ်ကြောင်းဖောက်တယ်ကြောက်ပြရဲ့ပဝင်းကျင်ဒီတစ်ဝိုက်မှာသူတို့ထိုးတဲ့စစ်ကြောင်း အဲ့ဒီစစ်ကြောင်းကိုတော့မှသူတို့ပြန်ပြီးတော့စစ်ကူပြန်စစ်ကူပြန်ဖေးပြီးတော့ပြန်စုပ်နေရတဲ့အခြေအနေလူကြောက်လို့မှမကောင်းဆိုတော့ဒီကဘက်ကလည်းဟိုအချို့မြင်နမလေးတွေကလည်းစင်းရင်းတွေကလည်းဟိုတော့ဟုတ်ကြီးဟုတ်ဟိတ်ကြီးဟိတ်ကြီးပန်ကြီးနေပေါ့ဗျာမျိုးနယ်တွေထဲ့ထားတယ်ဆိုတော့အဲ့နေရာတွေမှာလည်းရုပ်တော်ဘုရားလှုပ်ချင်တယ်ဖေးရလည်းမပူဘူးဗျာဆိုတော့ဘာလို့လုပ်ရမှန်းမသိဘူးဒါပေမဲ့သူတို့လုပ်နေတာတကူကကြတော့အခုကျွန်တော်တို့ အမှန်ငယ်လုံးပေါ့ဗောနော်ပေါ်လာဆွဲထားတဲ့ပါစာပြည်သူစစ်တွေပါတွေညာတွေနဲ့ပေါ့ဗောအကုန်လုံးပေါ့အာကျိုးဒီလက်ကင်ဒုတ်တွေပေါ့ဗျာဒါတွေကိုအသုံးချပြီးတော့စစ်တောင်းထိုးခိုင်းတယ်အခုကသူကစစ်တောင်းထိုးတယ်စစ်တောင်းထိုးတယ်စစ်တောင်းထိုးစစ်တောင်းထိုးတော့လေထိုးစစ်တောင်းအရှိကိုမရဘူးအနောက်ကိုပြန်ပြန်လန်ကြတယ်ကျတော့အဲ့ဒီစစ်ကြောင်းကိုသူတို့ကပြန်ကူပြီးတော့ပြန်ဆွဲထုတ်နေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတာ။တီလာကလည်းတောက်တောက်လဲလို့တည်င်း တိကျရရှိထားတာဖြစ်တယ်။ဘလုံးမကိုညာဟိုလက်ရှိတခိုင်မြေမှာတိစုံမှုတွေကတော်တော်ကျန်းနေဗျာစစ်ခွေးရ။ဒါကြောင့်လည်းတခိုင်စုတော်တော်ကြောက်တာ။တခိုင်ကိုသွားရမယ်ဆိုရင်ဘယ်သူမှမသွားချင်။တခိုင်သွားမယ်ဗျာဒါဆက်ကမှုပေးမယ်ဗျာဘုံမှုပေးမယ်ဆိုရင်တော့မသွားချင်ဘူး။အရန်ကိုတွေးတွေကြွပြီးတော့အာဟိုစိတ်ပြောင်းပြီးတော့သွားမယ်ဆိုရင်တော့အနောက်ကပြည်ကမိမလေးရော ဆွဲရအရှင်မတော်နဲ့ရှင်ရခိုင်ရောက်ပြီဆိုတော့ရှင်ပေးမှာရှင်မတိဘူးလားရှင်အပေါ်ကရှင်လူကြီးတွေအကုန်လုံးရခိုင်မှာခွေးသေးဝတ်သေးတေးရတာတွေခွေးပြေးဝတ်သေးပြေးရတာတွေပြီးတော့ရခိုင်မှာအရှင်ဖန်းခံရတာတွေဒီလိုချိန်နေပါဟုတ်ပြီဒါကြောင့်ဒီရခိုင်တို့ခိုင်သားတွေကကြောက်ဖြူတိန်းတာပဲကြားချင်တယ်ကျန်တာဘာမှမကြားချင်ဘူးဟုတ်ပြီလက်ရှိချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ကကျွန်တော်တို့ ဘယ်ပါမစင်းနဲ့ကော်တူတောင်အနီးမှာစတောင်းထုတ်တယ်အဲ့ဒီစတောင်းမှာလည်းကျွန်တော်တို့ drone အမြောက်အများသုံးဆွဲပြီးတော့စတောင်းထုတ်တယ်ဒါဝေဟင်ရောဂျီပင်ကပါပြစ်ကူပြီးတော့ဒါစတောင်းထုတ်တာပါဒါပေမဲ့အဲ့ဒီစတောင်းထုတ်ဟာအဲ့တော့တော့ AA နဲ့တွေ့ရနဲ့တက်ဆုပ်ပြီးတော့ပြင်းနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေကြောင်းကြားသိထားရတာဖြစ်ပါတယ်ဒါပြီးခဲ့တဲ့အော်တိုဘာ26ရက်နေ့6ရက်နေ့ ကလပါနီးမှာလည်းပဲတိုက်ပွဲအပြင်းထန်ဖြစ်ပွားသွားတယ်အဲ့ဒီမှာလည်းပဲပြန်ကျဲနေတဲ့ရုပ်အလောင်းတွေနဲ့ပုတ်ပွားနေတဲ့ဂျမ်ဖက်စစ်ခွေတက်ကကောင်တွေတကယ်ကို မြင်မကောင်းအောင် ဖြစ်ဘယ်လိုပြောမှန်းပြဟိုကျွန်တော်တို့သဘောပုံညဉ့်ညမ်းနေတဲ့အခြေအနေတွေပါဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းမှာအခုကတော့ပွဲရလေတော်တော်လေးကောင်းနေတယ်ဆိုတော့ဒီအော်တိုဘာ24ရက်နေ့မှာလည်းပဲအဂျမ်ဖက်စစ်ခွေတက်ရကျွန်တော်တို့စစ်တောင်းထိုးတယ်အဲ့ဒါကကျွန်တော်တိုင်းချောင်းအနီးမှာတခါတော်တော်အေအေကအာ နေရာယူပြီးတော့ဂျားဖြတ်တိုက်ခိုက်ပြစ်ခတ်မှုအတွင်းမှာအဲ့ဒီတပ်ဖွဲ့ဝင်ဂျမ်ဖက်စစ်ကွတ်တက်ကစစ်ကြောင်းနေကတပ်ဖွဲ့ဝင်အကောင်90ပွဲချင်းပြီးတေဆုံးသွားတယ်စစ်ကြောင်းတောင်းလာပျောက်သွားတယ်ဟောတော်တော်စိတ်မကောင်းတော့ဗျာရခိုင်မြေမှာလူလုံးကြောင်လဲအာရိုင်ပါပြီးတော့ရခိုင်ကိုတတ်သွားစတယ်ဟိုကတကယ်လောက်တာအဲ့ဒါလေသူတို့သိတယ် ဒါပေမဲ့သူတို့ကရွေးကောက်ပွဲရွေးကောက်ပွဲရွေးကောက်ပွဲအာသူတို့ရဲ့နေမျိုးတွေပြန်ရမှဒီရွေးကောက်ပွဲကဘယ်ကဘာတိုင်းဒေသဘယ်နိုင်ငံမှာဒီလက်ရှိရွေးကောက်ပွဲကိုအတိမတ်လည်းမပြုထားဘူးအခုနီးစပ်ဆုံးအာဆီယံမှာတောင်မှအဖက်မလုပ်ဖက်လုပ်ခြင်းမခံလိုက်ရတဲ့ခွေးပူရဲ့မျက်နှာလာမြင်အောင်ကြည့်ကိုတော်စင်ကိုတိကျွန်တော်တို့ကဘာမှထွေထူးပြောစရာမရှိဘူးဒါအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ အတန်တွေအများကြီးထွက်ပေါ်နေတာရှိတယ်ဘိုင်းကော့လို့တမန်နဲ့ဘိုင်းကော့စလော့ကမှဖြစ်တယ်တောက်ဖက်ကိုမလုံးနဲ့ကျွန်တော်နေနေစိုးမိုးဖို့လိုတယ်ကျွန်တော်အနိုင်တက်ဖို့ပဲလိုတယ်အနိုင်တက်ပြီးသွားရင်ကျွန်တော်တို့ရဲ့ဖနက်ကိုအဲ့ကောင်နေရှာနေလာရအောင်မှာအဲ့ဒီအချိန်ကြမှာကျွန်တော်မိဘပြည်သူတွေသတွေးနေပဲတယောက်ချက်စီထွေးသတွေးပင်လာမှာပဲအဲ့ကောင်နေပက်လက်ခုခိုင်းမယ် နုပညာရှင်တွေအကုန်လုံးတန့်စင်ပြီးတော့မှတကယ်နုပညာရှင်အစ်စ်တွေကျွန်တော်တို့ပြည်သူကပဲထပ်မံပြီးတော့မွေးဖွားပေးမှာကျွန်တော်တို့လူငယ်တွေအတွင်းထဲမှာအနုအနုပညာရှင်အစ်စ်တွေအများကြီးရှိတယ်ကျွန်တော်တို့တွားနေကျွန်တော်တို့တွေ့နေတယ်ကျွန်တော်တို့တောင်းတဲ့နေရာမှာစတင်ပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်နေတဲ့ကာလတွေမှာဂီတာကျိုးတွေချောင်းပြတ်သွားတယ်အာဂီတာကျိုးပြတ်ဆက်ကတော့ကျွန်တော်ရဲ့မိသားစုဝင်တွေဆက်ပြီးတော့ကျွန်တော်တို့ခြီပြီးတော့တုံးတာဂီတာကျိုးဆက်ပြတ်သွားရင်တော့မှဝယ်မယ့်နေရာမရှိဘူးပြဿနာမရှိဘူး ဒီတော့ဘုရားလေးတစ်ခုရှိရဲဆိုရင်ကျွန်တော်ကချွန်းချက်ချွန်းချက်လုပ်လို့ရပြီပြဿနာမရှိဘူးကာဟောင်းနေဒွန်းနေရှိကြမလို့ဘူးကျွန်တော်တို့မှာဘုရားဟောင်းလေးရှိတယ်ဆိုရင်ကျွန်တော်ကဒွန်းဖြစ်တယ်ကျွန်တော်ရဲ့အမှုပညာချင်းအမှုပညာချင်းတွေအများကြီးကျွန်တော်တို့ဘက်မှာယက်တိနေတာရှိတယ်ကျွန်တော်မိသားစုနေသူတို့ရဲ့အမှုပညာတွေကိုလည်းပဲဘယ်သူမှဖော်လို့မရဘူးအခုဆိုရင်ဒါလင်းလင်းတိ လေးရဲ့ရောင်ရီယာကဘာတစ်ခုလုံးမှာပြန့်နှံ့နေတာရဲလို့မူတည်ဖြစ်ကဟုတ်တယ်နော်ဟုတ်ပြီဒါကလက်ရှိပေါ့နော်ရခိုင်နဲ့ပတ်သက်တဲ့စစ်မြင်တာမြင်ဟုတ်ပြီချင်းနဲ့ပတ်သက်တဲ့စစ်မြင်တာပြင်လေးတစ်ချက်ကြည့်ကြအောင်ပါကျွန်တော်ကလေးမျိုး ဒီကုကဲမှုစစ်ထာနာချုပ်ကိုအခြေပြုပြီးဆေးလှုပ်ရှားနေတဲ့အကြမ်းဖက်စစ်ခွေးတက်ကအကောင်တွေကရေကောက်ပွဲပေါ့နော်ဒုတိယပိုင်းအဖြစ်ကျင်းပမယ်ထန်ဒလန်ဖလန်တွန်းလန်မြို့တွေကိုဥတီပြီးတော့စစ်ကြောင်းဖောပါမယ်တဲ့ရေကောက်ပွဲရဲ့ဒုတိယပိုင်းနော်ဒုတိယပိုင်းမှာအဲ့မျိုး၃မျိုးတော့ပါနေတယ်ကဲပါနေတယ်သူတို့ကြေညာထားတယ်ဒါပေမဲ့အဲ့ဒီမျိုး၃မျိုးလုံးကကျွန်တော်ချင်းကော်ဝေးတစ်ခွေဝင်နေစီမှာစစ်နာကြည့်လေကျွန်တော်မြင်ပါ ို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ချင်းငါကျွန်တော်ညီကိုမော်တော်ရီဟာတာကြီးလို့ဖြစ်မနေဘူးလားသူလည်းလှုပ်ရှုံရတဲ့နေရာမှာ तू ကရွေးကောက်ပွဲဝင်လို့မယ်ဆိုတော့ကဲအဲ့ဒီနေရာမှာဘယ်ကောင်ကရွေးကောက်ပွဲကိုချင်းချမ်းရဲမလဲပါလျာအမလှုပ်ပေးလိုက်ပါလားဘူးကုတ်ကိုကြီးတို့အာတတခန့်ရန်ကုန်မှာရွေးကောက်ပွဲလုပ်ဖို့အဆင်မပြေဘူးလေကျွန်တော်ပြောတာတော့အဲ့တော့ရခိုင်မှာတို့ချင်းပြည်နယ်မှာတို့ရွေးကောက်ခံသွားလုပ်ကိုင်းပါလားဟုတ်ပြီ ာသအမြင်နဲ့ပြောတာပါအဓိကကလည်းချစ်ပြည်တွေကိုပြန်ပြီးတော့သူတို့တိုက်ခိုက်ဖို့အတွက်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်မျိုးသုံးမျိုးလည်းရှိနေတယ်ထက်ကလန်အပါဝင်ပေါ့ဗျာအဲ့ဒီနေရာတွေကိုထိုးသစ်ဆင်ကျင်တယ်အဲ့ဒီနေရာတွေကိုပြန်ပြီးတော့တက်ခက်သိမ်းပိုက်ခြင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါစီးရဲရအလေးထားဆောင်ရွက်နေတဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်ဆိုတော့ကျွန်တော်တို့အရကတက်တော့ AA ရဲ့ဒါ အောင်မြင်မှုတွေနဲ့အခုလက်ရှိပေါ့နော်ချင်းကော်ဝေးတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းထားတဲ့ဒီစစ်စင်ရေးတွေနဲ့အတူတူပေါ့နော်ချင်းမှာလည်းပဲကျွန်တော်တို့ထပ်ပြီးတော့မြင်တွေ့ရအောင်ပဲဗျာကျွန်တော်စီးလေးလာတုံးသက်တဲ့လူတအုပ်ကဒါတိတိန်ကိုလည်းအင်အားဖြစ်တင်တာတွေလုပ်နေတယ်အင်အားကတော့လူသစ်30လောက်ပဲတွေ့တယ်ဒါပေမဲ့တိတိန်ဟိုဘက်တွန်ဆန်တို့မှာအဂျမ်ဖက်စစ်ခွေတက်ကလက်နက်တပ်ဆင်ပေးထားတဲ့ ZRA အဖွဲ့တွေတော့ရှိတယ်ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့တိတိန်လူကြုံရေးပေါ်တော့အားဖြစ်ထားတဲ့အခြေအနေတွင်လည်း အဲ့တို့ဒီပူပေါင်းပြီးတော့လုံးဆောင်မဲ့အခြေအနေမျိုးတွေရှိနေတယ်လို့လည်းသိရှိထားရပါတယ်။ပြီးတော့လက်လက်ရှိချိန်မှာပေါ့နော်အဲ့ဒီမျိုးတွေကိုပြန်လည်ပြီးတော့ရယူနိုင်ဖို့အတွက်အာရဲရင်တွေတုံးပြီးတော့ရဲရင်သစင်းကိုစစ်သားအကောင်20လောက်ဆက်နေလို့တော့ကျွန်တော်သိရှိထားရတယ်။တစ်ခေါက်ကိုအကောင်20 30နဲ့ပို့ထားတာလည်းလက်ရှိချိန်မှာပေါ့နော်ဒါတရားဝန်းကျင်လောက်ရှိနေပြီလို့တုံးဆန်မျိုးကပကဖဒါပြောရေးဆိုမှုနဲ့ရှိသူကလည်းပဲပြောဆိုထားတာရှိတယ်။ လက်ရှိချိန်မှာကလေးတိတိမ်မှာလည်းပဲစိုင်ကလန်းတွေကိုခိတပိတ်ထားတယ်တမ69နဲ့တမ33ကျွန်တော်တို့နောက်ချန်အရာဖြစ်တင်းပြီးတော့ကလေးတမူပိုင်းနဲ့ကျွန်တော်တို့ကလေးတောင်ပိုင်းနဲ့ချင်းပြည်နယ်ဘက်တွေမှာဒါစင်အင်အားပေါ့နော်သူတို့တွေစောင်းထုတ်ဖို့အတွက်စီစဉ်နေကြတာကိုကျွန်တော်တို့ကြားသိထားတာဖြစ်ပါတယ်တမ69ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ပြောရင်မယုံပါနဲ့ ကျွန်တော် Telegram မှာကျွန်တော် Telegram မှာဗီဒီယိုလေးတစ်ခုတင်ထားတယ်တမ69တမ33တော့ကြည့်လိုက်ကျွန်တော်အများကြီးသူများလို့စာရင်းအများကြီးမြည်တော့ကျွန်တော်စာရေးစာရေးရင်ပြင်းတဲ့တဲမှာပါတယ်အချို့ဆိုကျွန်တော်တော့ထင်လွဲတယ်သူတို့စာရေးကျွန်တော်လည်းဘောနော်စကားပြောဆိုရှိတယ်မိသားစုနဲ့ရှိတယ်စာရေးပို့တာဟုတ်နော် တော့စာရေးရမှာပြင်ပါတယ်ဟုတ်ပြီဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကအဒေါ်ယာဝတီမှာပုတ်ပွားနေတဲ့အကျန်းဖက်စစ်ခွေးမိစာတွေနဲ့မကြခင်မှာလည်းပဲချင်းပြင်းနေမှာထပ်မံပြီးတော့ပုတ်ပွားရတော့မယ်အကျန်းဖက်စစ်ခွေးတက်ကအကြောင်းတွေကိုဖော်ပြပေးနေခြင်းဖြစ်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုဒီချက်ပို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နေပေးစပေးကပ်ပေးကြောက်အောင်နေတဲ့ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့မိသားစုတို့အတူချင်းတိုင်းပြန်နေကင်းရှင်းပါကြောင်လေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေဝရှင်းလေးပါ